ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ယူကရိန်းရဲ့ထောက်လန်းရေးနဲ့လှည့်စားမှုနေလနေ့ကရုရှားဗိုလ်ချုပ်ဒီရဲ့စီမံကိန်းတွေကိုနှောက်ယှက်ဖျက်ဆီးနေခဲ့ပါတယ်။ရုရှားကယူကရိန်းကိုစတင်ကျူးကျော်ခဲ့တဲ့အစောပိုင်းရက်တွေကလေးကရုရှားဗိုလ်ချုပ်ဒီကအရင်ကမရှိခဲ့ဘူးတဲ့နှုံတွေကိုတိုက်ဆုံနေခဲ့တာဖြစ်ပါတယ်။တချို့ကစနိုက်ပါပြစ်လို့တချို့ကဒုံးကျည်ထီလို့တချို့ကကားဘုံနဲ့ဒါမှမဟုတ်ရုရှားထိန်းချုပ်နေမြေထဲမှာပဲမတော်တဆမှုလို့ခေါ်ဆိုတဲ့အခြေအနေတွေနဲ့တိုက်ဆုံခဲ့ကြတာဖြစ်ပါတယ်။ ယူကရိန်းကတိုက်ရိုက်တာဝန်ယူတယ်လို့မပြောဆိုခဲ့ပေမဲ့ပြောဖို့လည်းမလိုအပ်ခဲ့ပါဘူး။ရည်ရွယ်ချက်ကရှင်းရှင်းလင်းလင်းရှိနေပါတယ်။ရုရှားပြည်တွင်းမှာရုရှားရဲ့အမြင့်ဆုံးအရာရှိတွေတောင်မှ လုံခြုံတော့မှာမဟုတ်ပါဘူး။ဥပမာအားဖြင့်ကာဆန်နာမှာနေပြည်တော်ရောက်ပြီးတော့အရန်နေငယ်အကြာမှာပဲတည်ဆုံသွားတယ်လို့သတင်းထွက်ခဲ့တဲ့ဒုတိယဗိုလ်ချုပ်ကြီးယာကော့ဖ်ရီဇန်ဆယ်ကလည်းဆက်ပြီးတော့စစ်ပွဲအစောပိုင်းမှာတည်ဆုံခဲ့တဲ့ဗိုလ်ချုပ်မှုကြီးအန်ဒရီဆူခိုဘန်စကီအထိတည်ဆုံခဲ့တဲ့ရုရှားထိပ်တန့်အရာရှိ စ်12ဦးကျော်ရှိတယ်လို့အတည်ပြုထားပါတယ်။တကယ့်အရေးအတွက်ကပိုများနိုင်တယ်လို့လည်းသတင်းရင်းမြစ်တွေကဖော်ပြထားပါတယ်။ဒီပိုချုပ်တွေတည်ဆုံခဲ့တဲ့နေရာတွေကလည်းကြောက်စရာကောင်းတဲ့ဇလန်တပုတ်ကို ပြောပြနေပါတယ်။ဒါရီယာတိုက်ပွဲရဲ့ရှေ့တန်းကတည်ဆုံမှုတွေတသက်မဟုတ်ပါဘူး။ရှေ့တန်းကနေမိုင်ယာနဲ့ခြီဝေးပြီးတော့လုံခြုံတယ်လို့ယူဆရတဲ့ Rostov Brinsk နဲ့ Belgorod လိုမြို့တွေမှာဒီဖြစ်ရက်တရဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ ရုံးခန်းတွေမှာကားတွေထဲမှာအိတ်ခန်းတွေမှာဖြစ်ပွားနေတာဖြစ်ပြီးတော့ The National Interest ရဲ့လေးလာမှုအရတိုက်ခိုက်မှုအများစုဟာအချိန်ကိုတိတိကျကျရွေးချယ်ပြီးအတွင်းလူတွေရဲ့သတင်းပေးပို့မှုကိုကောင်းကောင်းအသုံးချပြီးတော့တိတ်ဆုံးသူတွေရဲ့နေစဉ်လုပ်ငန်းဆောင်တာတွေကိုကောင်းကောင်းလေးလာထားရဲဆိုတာပေါ်လည်နေပါတယ်။ဒါရီကဘာလို့အရေးကြီးရလဲ။ ဟိုကျုပ်တွေကိုပြတ်မှတ်ထားတာရန်သူကိုစိတ်တကြအောင်လုပ်တာကြမဟုတ်ပါဘူး။ဒါဟာခေါင်းဖြတ်တာဖြစ်ပါရင်မဟာပြူဟာမြောက်ထိန်ချုပ်မှုကိုဖယ်ရှားတာရှုပ်ထွေးအောင်လုပ်တာတုံ့ပြန်မှုအခြေအနေကိုနှေးကွေးစေတာမျိုးတွေဖြစ်တတ်ပါရင်ဒါဟာစီးရေးဖြက်စီးမှုဖြစ်ပြီးတော့တိကျသေးကြစွာလှုံ့ဆော်တာဖြစ်ပါရင်ကံကောင်းတာချက်ပို့တယ်လို့ဆိုနိုင်တဲ့တိကျမှုမျိုးဖြစ်ပါရင်ဒါကစစ်ပွဲပုံစံအစ်စ်တမျိုးပေါ်ပေါက်လာနေရလို့ဆိုလိုတာဖြစ်ပါရင် တင်ကဒါမှမဟုတ် drone နဲ့ကြီးပဲတိုက်တဲ့စစ်ပွဲမဟုတ်တော့ပဲသတင်းအချက်အလက်တွေလှည့်ဖြားမှုတွေနဲ့ရှင်းလို့မရတဲ့ထောက်လန်းရေးဆွေးနွေးတွေနဲ့တိုက်တဲ့စစ်ပွဲဖြစ်ပါတယ်ဒါသာမှန်ကန်မယ်ဆိုရင်ယူကရိန်းကဒီစစ်ပွဲမှာရှင်သန်နေုံတင်မဟုတ်ပါဘူးသူတို့ကစစ်ပွဲစီးမြင်နေကိုတောင်းပြန်ရင်းနေတာဖြစ်ပါတယ်ဒါကြောင့်အမေကောကယူကရိန်းဟာရုရှားကောင်းဆောင်တွေကိုပြစ်မှတ်ထားရမှာဘလောက်ထိထိရောက်နေပြီလဲဆိုတာမဟုတ်တော့ပါဘူးအရိယာစာမေးရမှာကသူတို့ဘလို့များဒီလိုအဆင့်ကိုရောက်ရှိခဲ့ရလဲ ်။ပြီးတော့နောက်ထပ်တစ်ယောက်ကဘသူလဲဆိုတာပါပဲ။2014ခုနှစ်မှာယူကရိန်းရဲ့လုံခြုံရေးအဖွဲ့အစည်းတွေကရှုပ်ထွေးနေခဲ့ပါတယ်။ရုရှားကခရိုင်းမီးယားကိုသိမ်းပိုက်ပြီးတဲ့နောက်ယူကရိန်းရဲ့ထောင်လိုင်းရေးအဖွဲ့ SPU မှာတိတာထင်ရှားတဲ့အားနည်းချက်တွေရှိနေတယ်ဆိုတာရှင်းလင်းခဲ့ပါတယ်။ဆိုဗီယက်ခေတ်ကလေးကနှစ်ပေါင်းများစွာရပ်တန့်နေခဲ့တာနဲ့ရုရှားရဲ့ထိုးပေါင်းမှုတွေကြောင့်ဒီအဖွဲ့အစည်းကခေတ်နောက်ကျနေတယ်လို့ The Show တွေနဲ့လည်းပြနေခဲ့တာဖြစ်ပါတယ်။ တို့ရဲ့နေပြူဟာတွေကအခင်မမီတော့သလိုကိုရက်တွေကလည်းပြောင်းချင်းနေပြီးတော့ တစ္ဆာခံမှုကလည်းတန်တရားဖြစ်ပွေကောင်းနေခဲ့ပါတယ်။ဒါကြောင့်ယူကရိန်းကဆစ်ဖြစ်နေတဲ့အချိန်မှာတခြားနိုင်ငံတွေလုံးဖို့မလွယ်ကူတဲ့အရာတခုကိုလှုံ့ဆော်ခဲ့ပါတယ်။သူတို့ရဲ့စနစ်ကိုပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ထောင်နဲ့ချီတဲ့ဝန်ထမ်းတွေကိုထုတ်ပယ်ခဲ့ပါတယ်။ရုရှားလိုလားသူတွေကိုရှင်းလင်းခဲ့ပါတယ်။ဌာနအားလုံးကို လုံးဝအစအနေပြန်လည်တည်ဆောက်ခဲ့ပြီးနိုင်ငံသားအကြံပေးတွေရဲ့အကူအညီကိုလည်းမကြာခဏရယူခဲ့ပါတယ်။ဒီပြိုလဲမှုရဲ့အရေးအောက်မှာပဲအင်အားတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။ယူကရိန်းကဝေးဝန် ကြီးဌာနရဲ့ထောက်လှမ်းရေးအဓိကညွှန်ကြားရေးမှူးရင်းမှာအတူကောက်အားဖြင့် HUR လို့သိကြတာဖြစ်ပါတယ်။ SPU ကဟောင်းနှွမ်းနေကွေးတဲ့ပုံစံဖြစ်ပေမဲ့ HUR ကတော့တက်ချောတဲ့ချက်ဖပုံစံမျိုးဖြစ်ပြီးတော့လင်းမြန်ပြီးထိရောက်တဲ့ပုံစံမျိုးဖြစ်အောင်ဖန်တီးထားတာဖြစ်ပါတယ်။ smartphone တိုင်းကအာယုန်ကန်ခရီးယာဖြစ်လာခဲ့ပါတယ်။ drone တိုင်းကထောက်လှမ်းရေးဖြစ်လာခဲ့ပါတယ်။အရသာရီရဲ့သတင်းပေးမှုတိုင်းကလိုင်းနာရမယ့်လမ်းကြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါဟာအစစ်မြေနည်းပညာသုံးထောက်လန်းရေး ISR နဲ့အောက်ခြေပြည်သူထောက်လန်းရေး Human Intelligence တို့ပေါင်းစည်းထားခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်ယူကရိန်းကအလင်းမြန်စွာရွေးရှားနိုင်ပြီးတိတိကျကျတိုက်ခိုက်နိုင်တာဖြစ်ပါတယ်။ဒါပေမဲ့ hardware ကြီးပဲမဟုတ်ပါဘူး။ဒီလုပ်ငန်းရဲ့အဓိကအချက်ကသူတို့ရဲ့ပြောင်းလဲနိုင်စွမ်းပါပဲ။ယူကရိန်းထောက်လန်းရေးကရိုးရာဆိုဗီယက်ခေတ်လို ထိတ်ဆုံးကနေအောက်ခြေအထိထိန်းချုပ်တဲ့ပုံစံမျိုးမဟုတ်ပါဘူး။ပြောင်းအောင်လို့စနစ်မျိုးလည်းပတ်တာဖြစ်ပါတယ်။ရှေ့တန်းမျိုးတွေမှာရန်သူနယ်မြေနောက်ပိုင်းမှာတချို့ကတော့ရုရှားနိုင်ငံထဲမှာတောင်ရှိနေရလို့ပြောဆိုနိုင်ပြီးအချိန်နဲ့တပြေးညီ ညီလက်ရောညီထွေရှိနေတတ်ပြီးတော့သတင်းချက်လက်တွေနဲ့အချိန်တိုအတွင်းလှုပ်ရှားကြတာဖြစ်ပါတယ်သူတို့တယောက်တည်းလည်းမဟုတ်ပါဘူးအနောက်နိုင်ငံတွေရဲ့ထောက်ပံ့မှုကအများရှိပါတယ်အမေရိကန်ကအမျိုးသားပထဝီဝင်ထောက်လှမ်ရေး agency National Geospatial Intelligence Agency ကနေဂျိုဒုအသုံးပြုခွင့်ပေးတယ်လို့အချိန်နဲ့တပြေးညီရုပ်ပုံတွေကိုလည်းထောက်ပံ့ပေးပါတယ်ဒီချိန်ရဲ့ GCHQ ကလည်း ဈာဖြတ်ဖမ်းယူထားတဲ့သတင်းအချက်အလက်တွေကိုယူကရိန်းလေလာသုံးသပ်သူတွေနဲ့တိုက်ရိုက်မျှဝေပါတယ်။ဒါအပြင်အက်စတိုနီးယားနဲ့လစ်သရေးနီးယားတို့လိုနာတိုအဖွဲ့ဝင်နိုင်ငံတွေရလည်းစိုက်ဘာယာဆွေးမှုစုံစမ်းထောက်လှမ်းရေး၊လေ့ကျင့်ရေးနဲ့အသေးစိတ်ထောက်လှမ်းရေးတွေနဲ့ပံ့ပိုးပေးတာလည်းဖြစ်ပါတယ်။ဒါပေမဲ့အဓိကခလုတ်ဆွဲတာကတော့ယူကရိန်းပါပဲ။ American ဒါမှမဟုတ် NATO တပ်ဖွဲ့တွေကဘယ်တော့မှတိုက်ခိုက်မှုတွေမလုပ်ပါဘူး။ဒါဟာမြင်းနီတစ်ခုဖြစ်ပါတယ်။ အနောက်နိုင်ငံတွေကရှင်းရှင်းလင်းလင်းပြောထားပါတယ်။ယူကရိန်းကပဲသတင်းချက်လက်တွေအသုံးပြုပြီးပုံစံထုတ်ပြင်းမဲ့ area ကိုအထင်ပြုပြီးတော့မှ drone sniper တမမဟုတ်ကားဗုံးတွေကိုလွှတ်တာဖြစ်ပါတယ်။ရာလက်ကတော့ဖြက်စီအားကြီးမှပါတယ်။ရုရှားဗိုလ်ချုပ်တွေကိုလိုက်လံနေနေနေတာက ရုပ်ရှင် drama ဆန်ဆန်လူတစ်ယောက်တမမဟုတ်လုံးကျန်တက်ဖြတ်သူတဦးကသာအညိုတကြီးလက်စားချနေတာမဟုတ်ပါဘူး။ဒါကထောက်လန်းရေးအဖွဲ့အစည်းပေါင်းစုံပေါင်းဆက်ထားတဲ့ unit ဖြစ်ပြီးတော့လုံဆောင်ချက်အားလုံးကယူကရိန်းလက်ရာပါပဲ။ ်အရင်ကစစ်ပွဲတွေကိုချိန်ကားတွေနဲ့ကတုတ်ချင်းတွေနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ဒီစစ်ပွဲကတော့ဇယားကွက်တွေနဲ့တွေ့ချက်မှုတွေနဲ့ဂျိုဒုတပ်ပုံတွေနဲ့အနိုင်ရနိုင်တာဖြစ်ပါတယ်။အစပိုင်းမှာရုရှားကဒီလိုအစင်းမြေအရာရှိတွေသိမ်းဆုံးတာကို အရေးမကြီးဘူးလို့ထင်ခဲ့ပေမဲ့ရှူဂရင်းရဲ့ပြည်လဲအာယုံစိုက်ထားတဲ့ထောင်လိုင်းရေးလုပ်ငန်းကိုအထင်သေးတာကအခုဆိုရင်တဖြည်းဖြည်းနောင်တရလာနေပါပြီ။အထင်ရှားဆုံးဥပမာတစ်ခုနဲ့စတင်ကြရအောင်ဗိုလ်ချုပ်မှုကြီးအန်ဒရီဆူဂိုဗက်စကီက 42ကြိမ်မြောက်ပေါင်းစပ်လက်နက်တရင်ရဲ့ဒုတိယတံမိုးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။အတွေ့အကြုံရင်ကျက်တဲ့ Lady တပ်သားတဦးဖြစ်ပြီးတော့ဆီးရီးယားနဲ့ခြေချင်းညာမှာရှိတဲ့ရုရှားရဲ့စစ်ပွဲတွေမှာပါဝင်ခဲ့ပူတဲ့သူဖြစ်ပါတယ်။စီကန်ရှိပြီးတော့လူချစ်လူခင်များသလိုအရန်ထိရောက်တဲ့ပုံကိုတဦးအဖြစ်သတ်မှတ်ခံထားရတာဖြစ်ပါတယ်။စစ်ပွဲရဲ့အစောပိုင်းရက်တွေမှာ hostomel လေးစိတ်နာက စစ်စင်ရေးတွေကိုကြီးကျက်နေတော့ sniper ပြုတ်တည်ဆုံခဲ့ပါတယ်။သူရဲ့တည်ဆုံမှုကရုရှားကိုထိလန့်တုံလို့စီခဲ့ပါတယ်။ယူကရိန်းကပိုချုပ်တအူးကိုတိုက်ခိုက်နိုင်ခဲ့ရုံတင်မှာကပဲတီးကြတီးကြစွာနဲ့ရုရှားကထိန်းချုပ်ထားတယ်လို့ယူဆရတဲ့နေရာထဲမှာပဲလုံးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ပြီးတော့ဒုတိယပိုချုပ်ကြီး Jacob Reisen ဆက်လက်လာပါပြီ။သူ့ကိုနှစ်ရက်ကြာပိုချုပ်လို့တောင်းခေါ်ဆိုကြတာဖြစ်ပါတယ်။ သူကခါဆွန်ကတူတက်သားတွေကိုယူကရိန်းက48နာရီအတွင်းပြိုလဲမယ်လို့ပြောဆိုခဲ့တာဖြစ်ပါတယ်။အဲဒီရက်ထဲမှာပဲသူလဲသိဆုံးခဲ့ပါတယ်။ဂျာဖြတ်နားထောင်ခဲ့တဲ့ဆက်သွယ်ရေးတွေနဲ့ဒရုန်းရဲ့ထောင်လန်းမှုအပေါ်မှာအခြေခံပြီးတော့လက်နက်ကြီးထိမှန်သိဆုံးခဲ့တယ်လို့သတင်းထွက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအစောပိုင်းတည်ဆုံမှုတွေနောက်ပိုင်းမှာတော့တည်ဆုံလုံးကပို့ပြီးတော့မြန်လာခဲ့ပါတယ်။ Brian မှာဆိုရင်တော့ထောက်ပံ့ပို့ဆောင်ရေးအရာရှိတူကအစိုးရဆောက်အုံကနေထွက်ခွာလာတော့ဂါဘုံပေါက်ကွဲပြီးတော့ထိဆုံးခဲ့ပါတယ်ရုရှားပြည်တွင်းသတင်းဌာနတွေကအစပိုင်းမှာဖျက်ဆီးမှုလို့အပြစ်တင်ခဲ့ပါတယ်ယူကရိန်းကတော့တာဝန်ယူတယ်လို့ဘယ်တော့မှမပြောခဲ့ပါဘူးဒါပေမဲ့သူတို့ပြောဖို့လည်းမလိုခဲ့ပါဘူး Rostov on Don မှာရှိတဲ့ရုရှားအရာရှိအုံပြုတဲ့စစ်ဌာနချုပ်အဆောက်အုံတစ်ခုမှာပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီးတော့ အနည်းဆုံးဗိုလ်မှူးကြီးတဦးတည်ဆုံခဲ့တာဖြစ်ပါတယ်။ဖြစ်စဉ်ကတော့အမည်မသိရင်တစည်းကကပ်ပကင်နဲ့ရောက်ပြီးမိနစ်ပိုင်းအကြာမှာပောက်ကွဲမှုဖြစ်ခဲ့တာကြောင့်ဖြစ်ပါတယ်။ဒီရှုပ်ထွေးမှုတွေကယူကရိန်းတောင်ပိုင်းမှာစစ်ရေးအရာအထင်အရှားတွေယူကရိန်းကရုရှားရဲ့ထောက်ပံ့ရေးစခန်းတွေကိုတိတိကျကျပြတ်မှတ်ထားတိုက်ခိုက်မှုတွေမြင့်တက်လာပြီးတဲ့နောက်ပိုင်းမှာဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ ရုရှားရဲ့ထိတ်တန်းစစ်ဘက်အရာရှိတချို့ကလူအများမြင်ကွင်းကနေလုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။လူသိရှင်ကြားပေါ်ထွက်တာမျိုးတရားဝင်ထုတ်ပြန်ချက်တွေဒါမှမဟုတ်ညင်ညာချက်တွေပါတစ်ခုမှမရှိတော့တာဖြစ်ပါတယ်။ပုံမှန်သွားလာလှုပ်ရှားမှုတွေကြောင့်အန္တရာယ်များလာခဲ့ပါတယ်။2024ခုနှစ်အစောပိုင်းမှာရုရှားပုံမှုကြီးတဦးကဘယ်ဂါရော့ကိုကားနဲ့ခီးသွားဖို့မြင်းဆူခဲ့လို့တင်ပြရရှိခဲ့ပါတယ်။ဘာလို့လဲဆိုတော့ လမ်းကြောင်းသုံးခုအားအန်ဒီယန်ရှိပြီဆိုတာကို သိရှိခဲ့ရလို့ပါပဲ။အဲဒီအစားသူကရဟတ်ရင်ကိုရွေးချယ်ခဲ့ပေမဲ့ရဟတ်ရင်လည်းပြတ်ကျသွားခဲ့ရပါတယ်။ ဒါဗတော်တဆတိုက်ဆိုင်မှုတစ်ခုဖြစ်နိုင်သလိုရှူဂရိဘက်ကတိုက်ခိုက်မှုလည်းဖြစ်နိုင်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဒီဖြစ်ရကြောင့်တခြားသောအရာရှိတွေကဘလို့သွားလာမလဲဘလို့သွားလာတင့်လဲဆိုတာကိုပြန်လည်စဉ်းစားဖို့ဖိအားပေးခံခဲ့ရတာဖြစ်ပါတယ်။ Kremlin အတွက်တော့ဒါဟာဥစားမှုအချက်တဲအဖြစ်ကိုစင်ကေပြောင်းလဲလာခဲ့ပါတယ်။အထက်အရာရှိတွေကလွယ်လွယ်ကူကူလှုံ့ရှားလို့မရတဲ့အခါစီမံကိန်းတွေရပ်တန့်သွားပါတယ်။စင်မြေပြင် လုပ်ငန်းတွေရပ်ဆိုင်သွားပါတယ်။အလေတန်းစင်အရာရှိတွေက အချိန်မီအထောက်ပံ့မရပဲအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချရပါတယ်။တပ်ဖွဲ့တွေကကိုယ်တိုင်ဆုံးဖြတ်ပြီးလှုပ်ရှားလာကြပြီးတော့စိတ်ဓာတ်တွေကျဆင်းလာကြတယ်။ဒါဟာစစ်ရဲ့ရှုပ်ထွေးမှုတသက်မဟုတ်ပါဘူး။စနေတစ်ခုလုံးရဲ့ကျဆုံးမှုကိုပြသနေတာဖြစ်ပါတယ်။ယူကရိန်းကတယောက်တည်းတိုက်ပွဲဝင်နေတာမဟုတ်ပါဘူး။ကမ္ဘာပေါ်ကအစွမ်းထက်ဆုံးထောက်လန်းရေးကွန်ရက်တွေရဲ့မျက်လုံးနဲ့နားရီနဲ့တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။ ကမ္ဘာမြေပြင်ပေါ်ကနေမိုင်300กว่าမှာလှည့်ပတ်နေတဲ့ဂျူရီရီယာနေစပြီးတော့မော်စကိုအောက်ကကေဘယ်ဂျူရီယာနေရာယူထားတဲ့စိုက်ဘာဂျာဖြက်ဖမ်းယူမှုတွေအထိအနောက်နိုင်ငံ၆လမ်းကြီးဟာယူကရိန်းရဲ့အထည်ဖြောက်အများဆုံးစစ်စင်ရေးတွေရဲ့ဂျောထောက်နောက်ခံဖြစ်လာခဲ့ပါတယ်။ American ပြည်တော်စုနဲ့စတင်ကြရအောင်အမျိုးသားပထဝီဝင်၆လမ်းကြီး agency NGA နဲ့ကာကွယ်၆လမ်းကြီး agency DIA လို agency တွေကနေတဆင့် ်အမေရိကန်ကယူကရိန်းကိုအချိန်နဲ့တပြေးညီဂျူရုပုံရိပ်တွေကိုပေးပါတယ်။ရဲတပ်တွေကြားတဲ့ပုံတွေမဟုတ်ဘဲလောလောလတ်လတ်နိုင်ပိုင်းအတွင်းမှာတင်ရိုက်ကူးထားတဲ့ပုံတွေဖြစ်ပါတယ်။ဒါရီကရိုးရိုးတပ်ပုံတွေတင်မကပါဘူး။ရှင်သွားလာမှုပုံစံတွေ၊ရေဒါဖြတ်ပိုင်း area တွေပြီးတော့ပြည့်ခတ်မှုလမ်းကြောင်းခွဲချမ်းစိတ်ဖြာမှုတွေပါပါဝင်ပါတယ်။ ဒါကို sensor fusion လို့ခေါ်ပါတယ်။စနေပြင်းရဲ့အနည်းဆက်ဆုံးပြီးပြည့်စုံတဲ့မြင်ကွင်းတစ်ခုကိုတည်ဆောက်ဖို့အာယုံကန်ခရိယာများပြားကနေရတဲ့အချက်အလက်တွေကိုပေါင်းစပ်တာဖြစ်ပါတယ်။ဒါကရုရှားဗိုလ်ချုပ်တဦးဆလိတ်တောက်ဖို့ပြင်ထွက်တဲ့အခါ KF ထဲမှာရှိတဲ့တစုံတဦးကစောင့်ကြည့်နေနိုင်တယ်လို့ဆိုလိုတာဖြစ်ပါတယ်။ဒါပေမဲ့ပုံရိပ်တရားအစပဲရှိပါသေးတယ်။ signal ထောင်းလန်းရေးကအဓိကအခန်းကဏ္ဍကနေပါဝင်နေတာဖြစ်ပါတယ်။ ရုရှားစစ်တပ်ရဲ့ဆက်သွယ်မှုတွေကသကဝက်ခံထားရပေမဲ့ matter data နဲ့ထုံးလွှမ်းမှုပုံစံတွေကနေတဆင့်မကြာခဏထောင်လန်းလို့ရတာဖြစ်ပါတယ်။ဒါတွေကိုယူကရိန်းရဲ့စစ်မြေပြင်ထောင်လန်းရင်းနဲ့ drone ရဲ့နေရာရှာဖွေမှုတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါ data ရဲ့ပြည့်မဲ့ပုံရိပ်တစ်ခုကိုဖန်တီးနိုင်ပြီးတော့တိုက်ခိုက်မဲ့နီလန်းကိုပဲရွေးချယ်ဖို့ကြံပါတော့တယ်။ဟုတ်ပါတယ်။အနောက်တိုင်းရာရှိတွေကရုရှားရာရှိတွေကိုတိုက်ရိုက်ပြတ်မှတ်ထားတယ်လို့မပြောပေမဲ့ဒါတွေကထောက်လန်းရေးမျှဝေမှုတွေဖြစ်ပါတယ် လက်တွေ့မှာပူပေါင်းဆစ်စင်ရေးတွေနဲ့မထူးခြားပါဘူးဒီဌာနချက်ကအရေးကြီးတာကရှူဂရိန်းမှာနောက်ဆုံးဆုံးဖြတ်ပိုင်권ရှိနေလို့ပါပဲဒရုန်းမောင်းသူတွေတရင်ပေးတွေစနိုက်ပါတွေဘုံလုံးတဲ့သူတွေအားလုံးကရှူဂရိန်းလူမျိုးတွေဖြစ်ပါတယ်ဒါစစ်ပွဲကိုပြင်ပချုပ်ကင်တာမျိုးမဟုတ်ပဲယူကရိန်းရဲ့စစ်စင်ရေးဆိုင်ရာအထောက်အထားအာဏာကိုမထိခိုက်စေပဲအနောက်တိုင်းရဲ့တိကျမှုကိုပေးပြီးတော့စစ်ပွဲကိုပုံမအားကောင်းစေတာဖြစ်ပါတယ်။ ရုရှားကလည်းဒါကိုသိပါတယ်။ဒါကြောင့်ရုရှားစစ်တပ်အတွင်းမှာ ထောက်လန်းရေးတံပြန်လုံဆောင်မှုတွေမြင့်တက်လာခဲ့တာဖြစ်ပါတယ်။အရာရှိတွေကဖုန်းတွေကိုတနေကုန်အချိန်ပေါင်းများစွာပြောင်းလဲသုံးစွဲကြသလိုတချို့ဆိုရင် electronic ပစ္စည်းဘာတစ်ခုမှမသုံးစွဲတော့ပါဘူး။ရှင်းလင်းတင်ပြချက်တွေကိုလူကိုယ်တိုင်ဒါမှမဟုတ်ဆန်ဖုန်းအချက်ပြဖြတ်ကျောက်တဲ့ကရိယာတွေဖွင့်ထားပြီးတော့လုံဆောင်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့ဒါရီကတောင်ဆုံးရှုံးမှုတွေကိုမရက်တန်နိုင်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့ပြမှတ်ခံထားရတာက နေရာသက်သက် မဟုတ်ပါဘူးပုံစံ pattern ကိုဖြစ်ပါတယ်အနောက်နိုင်ငံတွေကပုံစံတွေကိုဖော်ထုတ်ရမှာအထူးကျွမ်းကျင်ပါတယ်အရင်တော့စစ်ပွဲတွေမှာစတက်ဘလောက်ရှိလဲစတက်ဘလောက်ကြီးလဲတင်ကားဘလောက်များလဲဆိုတာကအနိုင်ရှုံးဆုံးဖြစ်ခဲ့တာဖြစ်ပါတယ်အခုတော့အဲလိုမဟုတ်တော့ပါဘူးယူကရိန်းမှာစစ်ပွဲကရေပြင်ကိုတိမ်းတာချက်ဘယ်အချိန်ဘသူ့ကိုတိတိကျကျတိုက်ခိုက်မလဲဆိုတာပိုရေးကြီးလာတာဖြစ်ပါတယ် အင်အားကြီးတာချက် ထောက်လိုင်းရေးသတင်းအချက်အလက်ကို ရှင်းရှင်းလင်းလင်းသိတာကပိုအစွမ်းထက်တာဖြစ်ပါတယ်။အခုမြင်နေရတာကချုပ်တင်ခံမှန်းပြီးတိုက်တဲ့စစ်ပွဲပဲဖြစ်ပါတယ်။သတင်းအချက်အလက်တွေကစစ်နေပြင်ကိုလွှမ်းမိုးထားတာဖြစ်ပါတယ်။အရင်ဆုံးပြစ်ခတ်တဲ့သူက အနိုင်ရတာမဟုတ်ပါဘူး။ပြစ်မှတ်ကသူ့ကိုယ်သူအန်ဒီယရှင်မမသိခင်ဘယ်အချိန်ဘယ်နေရာကိုတိုက်ရမယ်ဆိုတာသိတဲ့သူကအနိုင်ရတာဖြစ်ပါတယ်။ယူကရိန်းကဂျာကိုကဘာကိုပြနေတာဖြစ်ပါတယ်။ ရုရှားရဲ့ဗိုလ်ချုပ်တွေတည်ဆုံတာဂါဒန်တွေပျက်စီးတာစစ်ဌာနချုပ်တွေဖျက်ဆီးခံရတာတွေကစစ်ပွဲတစ်ခုကိုနှီးပြူရအရအနိုင်ရရုံတည်းမဟုတ်ပါဘူး။ဒါကတရင်အချက်လက်တာလို့ရင်အားနေတာကိုပြက်ပြယ်စေနိုင်တယ်ဆိုတဲ့အယူဆအတိရဲ့တက်တွေပဲဖြစ်ပါတယ်။ဒီကြားရဲ့ရှောင်းတခင်တိုက်ခိုက်မှုတွေကရှေတန်းထိုးစစ်ကြီးတွေထက်ပိုပြီးတော့ထိရောက်နိုင်တာကို ပြသနေတာပဲဖြစ်ပါတယ်။ထောက်ပံ့ရေးတွေနောက်ကြတာဗိုလ်ချုပ်တွေတည်ဆုံတာတွေက စစ်ပွဲကိုထိခိုက်ရုံတည်းမကပါဘူးစစ်သားတွေရဲ့စိတ်ဓာတ်ကိုပါထိခိုက်စေတာဖြစ်ပါတယ်ခေါင်းဆောင်မရှိတဲ့အခါစီလုံးမှုပြတ်သွားတာဖြစ်ပါတယ်ခေတ်သစ်စစ်ပွဲမှာမြင်ကွင်းကလက်နက်အင်အားလိုပဲအရေးကြီးတာဖြစ်ပါတယ်ရှူဂရင်းကတော့ဒီမြင်ကွင်းကိုလက်နက်အဖြစ်တိတိယောက်သုံးနေတာဖြစ်ပါတယ်။သူတို့ရဲ့ထောင်လင်းရေးစနစ်ကပြစ်မှတ်တွေကိုခြေရာခံရုံတင်မကပဲရန်သူရဲ့ယုံကြည်မှုကိုဖျက်ဆီးရှုပ်ထွေးအောင်လုပ်ပြီးသူတို့လိုသလိုလှည့်စားနေတာဖြစ်ပါတယ်။ ဒါရိုးရိုးမဟုတ်တော့ပါဘူး။ဒါဟာစနစ်တကျဖျက်ဆီးတာပဲဖြစ်ပြီးတော့ဥဆောင်မှုအစင်းစင်းကိုဖြိုခွင်းနေတာဖြစ်ပါတယ်။ဒီအကျိုးသက်ရောက်မှုတွေကယူကရိန်းတင်မကပဲထိုင်ဝမ်၊ဖင်လန်၊ပိုလန်၊ဂျော်ဂျီယာနဲ့ဘောလ်တစ်နိုင်ငံတွေအထိသက်ရောက်နေတာဖြစ်ပါတယ်။သူတို့ကယူကရိန်းရဲ့နိလန်တွေကို အနီးကပ်လေ့လာနေကြတာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ယူကရိန်းကဖန်တီးခဲ့တာနည်းပြဟာတသက်မဟုတ်ပဲလူတိုင်းအသုံးပြုနိုင်တဲ့ formula တစ်ခုဖြစ်လို့ပါ ဒီပုံစံကဒင်းငယ်တဲ့နိုင်ငံတွေကကြီးမားတဲ့နိုင်ငံတွေကိုထောက်လန်းရင်းနဲ့ဘလို့ခုခံကာကွယ်ရမယ်ဆိုတာပြနေတာဖြစ်ပါတယ်။အနာဂတ်မှာကာကွယ်ရေးကလက်နက်အင်အားမှမရှိတော့ပဲသတင်းရယူနိုင်မှုနဲ့မြန်ဆန်မှုမှာပဲတည်ရှိတယ်ဆိုတာကိုဖျက်သနေတာဖြစ်ပါတယ်။ ကမ္ဘာပရိဘက်ကအတွက်ဂိမ်းကပြောင်းလဲသွားပြီဆိုတာပါပဲတင်ကားအများဆုံးရှိတဲ့နိုင်ငံကအလိုအလျောက်အနိုင်ရတော့မှာမဟုတ်ဘူးဟုတ်ပါတယ်အရေးတဲမှာအမြန်ဆုံးလှုပ်ရှားတဲ့ဥဆောင်မှုတွေကိုနှောက်ယှက်ပြီးရန်သူကိုတွေးတောရခက်အောင်လုပ်နိုင်တဲ့နိုင်ငံကသာချိန်မရတဲ့အသာစီကိုရရှိမှာဖြစ်ပါတယ်ဒီစစ်ပွဲက ဒီလိုပုံစံဖြစ်လာမယ်လို့ဘယ်သူမှမထင်ခဲ့ကြပါဘူး။ရုရှားကယူကရိန်းကိုအင်အားကြီးမားတဲ့လက်နက်တွေနဲ့မြန်မြန်ဆန်ဆန်အနိုင်ရဖို့မျှော်လင့်ခဲ့ပေမဲ့သူတို့ကအရေးကြီးတွေကနေသွေးထွက်တံယူဖြစ်လာတာကိုတွေးကြရတာဖြစ်ပါတယ်။ ဒါကအရင်ခေတ်စနစ်ပြင်မဟုတ်တော့ပါဘူး။ဒါကနန်နမိတ်မရှိတဲ့ရှေ့တန်းမရှိစနစ်ပြင်ဖြစ်ပါရင်ရှူဂရင်းကခေတ်သစ်စစ်ပွဲကိုလာရောက်ညချွေဖြစ်အောင်လုပ်ယုံတယ်မဟုတ်ပါဘူး။သူကစစ်ပွဲပုံစံကိုသတ်မှတ်ခဲ့တာဖြစ်ပါရင်အနောက်တိုင်းနီးပညာဗဟုချုပ်ကင်မှုရှော့ချထားတဲ့မဟာဗျူဟာနဲ့အမျိုးသားရှင်သန်လူစိတ်တို့ပေါင်းဆက်ထားပြီးတော့ သူကကဘာပေါ်မှာအတိအပြောက်အများဆုံးထောက်လန်ရေးကွန်ရက်ကိုတည်ဆောက်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါကပြင်းပြင်းထန်ထန်တိုက်ခိုက်ရုံတည်းမဟုတ်ပါဘူး။တည်တည်ကြကြမမျောလင့်မဲ့မနာရန်တိုက်ခိုက်တာဖြစ်ပါတယ်။ဒီအချက်ကနောက်ထပ်မိကုန်းတွေပေါ်ပေါက်စေပါတယ်။ ဝိုင်းရံခံထားရတဲ့နိုင်ငံတခုကဒီလိုလုံးနိုင်ရင်တခြားသူတွေကလည်းဒီပုံစံမျိုးကိုတွေ့ယူတဲ့အခါဘာရီဆက်ဖြစ်မလဲစစ်ပွဲကစစ်တပ်တွေအပေါ်မှာမမူတည်တော့ပဲတရင်ရယူနိုင်မှုအပေါ်မှာပဲမူတည်လာတဲ့အခါဘာရီဆက်ဖြစ်မလဲဆိုတာပါပဲဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့အဆုံးတွေ့ကြပါစို့ရှင်။